တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြို့တမြို့လုံးကို KNU KNL ဥဆောင်တဲ့တော်လရေးပူပေါင်းတပ်တွေဟာဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာအပိသက်ထိချုပ်လိုက်ပြီးဖြစ်ပါတယ်နိုဝင်ဘာလ17ရက်နေ့ကစတင်ခဲ့တဲ့၄ရက်ကြာထူးဆီးဆင်တိုက်ခိုက်မှုအပြီးမှာမောတောင်မြို့မှာရှိတဲ့အဓိကစခန်းကုန်းဖြစ်တဲ့နေဆက်ဘျူဟာကုန်းစခန်းခလာရနစ်နစ်လေးကိုတိမ်ပိုင်းနိုင်ခဲ့တာပါ မောတော်မျိုးကိုတိမ့်ပိုင်နိုင်ပြီဖြစ်ကြောင်း KNU တက်မဟာလီအတွင်ရင်မူပဒူစောအင်နာကအတည်ပြုပါတယ်။ဒါကြောင့်အခုဆိုရင်နေဆက်ကုတ်သွဲရေးလမ်းကြောင်းကို KNU ကထိချုပ်ထားလိုက်ပြီလို့ဆိုရမှာဖြစ်ပါတယ်။မောတောင်မြို့ကိုတိမ့်ပိုင်နိုင်လိုက်တာကြောင့် KNU တက်မဟာလီနယ်မြေဖြစ်တဲ့တနင်္သာရီတိုင်းရဲ့အရှိဘဲအကြဆုံးနေဆက်ဧရိယာတစ်ခုလုံးကိုတော်လန်ရေးတပ်တွေကထိချုပ်လိုက်နိုင်ပြီလို့သုံးသက်သူတွေကပြောပါတယ်။ မောတောင်မြို့ဟာထိုင်းနိုင်ငံစင်ခုံးမြို့နဲ့ထိဆက်နေတဲ့အရေးပါတဲ့ကုတ်သွယ်ရေးမြို့လည်းဖြစ်ပါတယ်